ချမ်းပါရှင်ခတိယဖန်မနာတော်တာဆင်သူများနဲ့ greening ပြည်သူပြည်သားများအားလုံးဘေးရန်ကင်းကွာပြီးကိုယ်စိတ်နှဖျားစမ်းမချမ်းသာကြပါစေရှင်ဒီနေ့မီလ23ရက်အင်္ဂါနေ့ညပိုင်းခတိယဖန်မြန်မာဘာသာရေဒီယိုအစီအစဉ်ကိုထုတ်လွှင့်တင်ဆက်ပေးပါတော့မယ်ဒီနေ့အစီအစဉ်ကိုတော့ကျွန်မမောင်ညားမကတာဝန်ယူတင်ဆက်ပေးသွားပါမယ် ီနေ့မှနောက်ဆင်ရမှာကတော့ဒီမုန်းဆူအရှိချမ်းကဆွရှောင်းစခန်းတနေရာမှာတောက်တုံးကြီးအကူကြီးတွေလိုအပ်နေပါတယ်။မိုးပြေတိုက်ပွဲအတွင်မှာတော့ Like Go Local PDF ကတပ်ဖွဲ့ဝင်တွေဦးချဆောင်ခဲ့ပါတယ်။ဒီသတင်းတွေအပါအဝင်ဒေတာတွင်သတင်းတွေနဲ့မိုးလေဝသသတင်းတွေကိုနားဆင်ကြရမှာပါ။အဲဒီနောက်မှာတော့အပတ်စဉ်အင်ကာနေမှာထုတ်လွှင့်ပေးနေတဲ့လူငယ်အစီအစဉ်နဲ့မနေ့ကမေလ12ရက်နေ့မှာကြာရောက်တဲ့အပြည့်ပြည့်ဆိုင်ရာသူနာပြုများနေ့မှာ ကရင်နီပြည်ကတော်လန်ရင်းနေမြေထဲတာဝန်ထမ်းဆောင်နေကြတဲ့ CDM တူနာပြုဆရာဆရာမတို့ရဲ့စကမ်းတန်တွေကိုလည်းထုတ်လွှင့်တင်ဆက်ပေးသွားပါမယ်။အခုအရင်ဆုံးတော့ကန်ဒရောဝတီထိုင်းမြေတည်င်းတွေကိုနာဆင်ကြရမှာပါ။ရှန်ဂရီနီနယ်စပ်ကမူပြင်းမြို့တိုက်ပွဲအတွင်မှာ မနေ့ကမေလ12ရက်နေ့မှာ Loyal Local PDF ကတပ်ဖွဲ့ဝင်2ဦးကြဆုံးခဲ့တယ်လို့ Loyal Local PDF တပ်ဖွဲ့စီကသိရပါတယ်။အဲ့ဒီတပ်ဖွဲ့ဝင်2ဦးဟာအသက်38နှစ်အရွယ်ရဲဘော်အောင်ကျော်ထေခစီဆိုင်နဲ့အသက်22နှစ်အရွယ်ရဲဘော်ခန့်စီသူအောင်ခကောင်းကြီးတို့ဖြစ်ပြီးမိုးပြေတိုက်ပွဲရှစ်တန်းတနေရာမှာစစ်ကောင်စီကိုခုခံတော်လှန်ရေးနဲ့ကြဆုံးခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာမနေ့ကမီလ12ရက်နေ့မှာကြဆုံခဲ့တာဖြစ်ပြီးစစ်ကောင်စီဖက်ကလည်းထိခိုက်ကြဆုံမှုတွေများတယ်လို့ Loyco Local PDF ရဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ဦးကကန်ဒရဝတီ Time Code အခုလိုပြောပါတယ်ကျွန်တော်တပ်ဖွဲ့ပြင်တခြားတိုင်းတပ်ဖွဲ့တွေလည်းထိခိုက်မှုတွေကနေ့ချင်းတော့ရှိပါတယ်ပေါ့နော်ရန်ဒီဘက်ကလည်းထိခိုက်မှုတွေရှိပါတယ်ရန်ဖက်ကလည်းထိခိုက်မှုများများဆက်ဆံရှိတယ်လို့လည်းဟောပြောပြချင်ပါပြအောင်ခင် မူပြေမြို့မှာတော့နှစ်စဉ်နှိပါတိုက်ပွဲတွေဖြစ်ပွားနေပြီးဒီကနေ့အထီတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါရယ်။တော်လန်ရင်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မူပြေမြို့ကိုပြည်လဲရရှိဖို့အတွက်စစ်ကောင်စီကဧပြီလ19ရက်နေ့ကစပြီးစစ်ကြောင်းထိုးတာတွေလေကြောင်းလက်နက်ကြီးပစ်ခတ်မှုတွေကိုနှိပ်စင်နဲ့အများလှုပ်ဆောင်နေတယ်လို့လည်းသိရပါရယ်။ဒီမုန်းဆိုမြို့နယ်အရှိတ်ချမ်းကရေချောင်းဘေးမှာနေထိုင်ကြတဲ့ဆစ်ဆောင်စခန်းတနေရာမှာမိုးရွာသွန်းပြီးတဲ့နောက် ်ရေနောက်ကုန်တာကြောင့်တောက်တုံးရေတွေအခက်အခဲဖြစ်နေတယ်လို့စစ်ဘေးရှောင်တွေကပြောပါရယ်။အဲ့ဒီစစ်ရှောင်စခန်းကလူထုတွေဟာချောင်းရေကိုအသုံးပြုပြီးချက်ပြုတ်ရေနဲ့တကူရေတက်ရှင်ရေအဖို့စာရှော့ဖို့ရေမှာအဓိကအသုံးပြုနေကြတာပါ။တောင်ပေါ်ကစီစင်းလာတဲ့တောင်ချရေတွေကြောင့်လည်းရေနောက်ပြီးတောက်တုံးဖို့အဆင်မပြေတဲ့အတွက်တခြားနေရာကနေတွားရောက်ခန့်ယူနေရတယ်လို့ဆိုပါတယ်။ တကူရီသုံးအတွက်ချောင်းရီကိုအသုံးပြုကြတဲ့သူတချို့ကလည်းရားရံမှုတွေဖြစ်ပွားနေတယ်လို့ပြောပါတယ်။ကိုကြီးတောက်ရီနဲ့တာခက်ခက်ရှိပေါ့ကိုကြီးလေးမွေးကြည့်လာတဲ့မဲ့ရေရေတာအနောက်ဆင်မှာကိုလည်းတောက်ဖို့မပြောဟိုခုနကိုဘောတကူရီတချင်းနဲ့ပတ်တဲ့ဟာတော့ဘယ်မှာအဆင်မပြေဘူးပေါ့။ဆက်ဆောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ဒီမွန်ဆိုအရှိဖက်ချန်က IEC ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ပြည်လဲနေရာချထားရေးဌာနဦးစီမှုဦးစဲရယ်ကတော့ဆစ်ဆောင်တို့ရဲ့အခက်အခဲတွေကိုအခုလိုပဲပြောပြလာပါတယ်။ဒီဆစ်ဆောင်ကလည်းတော်ကဒီတော့ရင်းနဲ့ချက်ဖို့ပြောဖို့ဒီလိုတရှိရေးတဲ့တော့ဒီကြီးကတော်တော်လေးလိုအပ်နေတယ်ပြော။တစ်ဆက်တည်းမှာပဲဒီ၆ဖြတ်ဖို့ကတဒတစီလောက်ဖို့လိုအပ်နေတော့ဘလို့ဆိုဒီဆစ်ဆောင်ကမကကလေးတငယ်လေးများနေတယ်ပြော။ မူရတရှောင်းမူရတရားအားလုံးစွာဒီဖြတ်ဖို့တော်ဖို့ကဒီပထတစေတဲ့ဒီကြီးလောကနေတော့လိုအပ်တဲ့တောင့်တရေကိုရယူဖို့အတွက်ပေနှထောင်လောက်ဝေးတဲ့နေရာကနေပြီးရေကိုရယူဖို့ပြုလုပ်နေတာကြောင့်အကူအညီတွေအများကြီးလိုအပ်နေတယ်လို့သူကပြောပါတယ် အဲ့ဒီဆစ်ဆောင်စခန်းကလူထုတွေဟာ2024ခုနှစ်နိုဝင်ဘာလမှာရှန်ဂရီနီနယ်ဆက်မိုးပြဲမြို့မှာဖြစ်ပွားတဲ့တိုက်ပွဲကြောင့်ဒီမွန်ဆိုအရှိတ်ချန်ကိုတင်ဆောင်လာကြတာဖြစ်ပါတယ်။အဲ့ဒီဆစ်ဆောင်စခန်းမှာတော့အခြေ100ကျော်ရှိပြီးလူဦးရေ4000ကျော်နေထိုင်တယ်လို့လည်းသိရပါတယ်။ကနေအော်ဒီထိုင်းသတင်းဌာနကနေထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေ သတင်းဆောင်မတွေဗီဒီယိုအစီအစဉ်တွေနဲ့ FM ရေဒီယိုအစီအစဉ်တွေကိုပရိသတ်တွေအနေနဲ့တစုတစည်းတည်းကြည့်ရှုချင်တဲ့ဆိုရင် www.kanaraudichain.org website မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။အင်္ဂလိပ်ဘာသာနဲ့ဖတ်ရှုမယ်ဆိုရင်တော့ www.kitinews.org website မှာဝင်ရောက်ဖတ်ရှုလို့ရပါတယ်။ဒါတွေပြင်ကနောက်ဒီထိုင်းရဲ့လူမှုကွန်ရက်စာမျက်နှာ YouTube နဲ့ Instagram တွေမှာလည်းသတင်းဗီဒီယိုတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ KTN FM ကနေပြီးမိုးလေဝသကြိုတင်ခန့်မှန်းချက်တွေကိုဆက်လက်ပြောပြပေးပါမယ်။ Greeny ပြည်အပါအဝင်မြန်မာနိုင်ငံကဒေသတချို့တွေမှာမနေ့ကမေလ12ရက်နေ့ကနေ16ရက်နေ့အထိတပတ်အတွင်းမှာမိုးထချုံရွာသွန်းလိုက်ပြီးနောက်ဆက်သွဲရေလွှမ်းမိုးတာနဲ့မြေပြိုတဲ့အခြေရတွေကိုတတိထားသင့်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမနေ့ကမေလ12ရက်နေ့မှာအသိပေးထုတ်ပြန်ပါတယ်။ ရက်သက်တပတ်အတွင်းမိုးထချုံရွာသွန်းနိုင်မဲ့ဒေသတွေကတော့ကရင်နီပြည်အပါအဝင်နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ဖြစ်ပါတယ်အဲ့ဒီထဲကကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရန်ကုန်တိုင်းတွေမှာမိုးကြီးနိုင်တယ်လို့ဆိုထားပါဗျ မိုးရာသီကာလရောက်ရှိလာပြီးဖြစ်တာကြောင့်မိုးရာသီမှာကြုံတွေ့နိုင်တဲ့အရာတွေကိုလည်းမိုးလေဝသပညာရှင်ဦးဝင်းနိုင်က သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာမေလ17ရက်နေ့နေ့စွဲနဲ့အခုလိုဖော်ပြထားပါတယ်။မိုးရတီမှာတော့ဆူဆွတ်ဆိုင်စင်လေပြင်းဆိုတာဖြစ်သက်ပြီးပြိုဆင်းလာတဲ့မိုးရေဆက်တွေနဲ့အတူ ပြင်းထန်တဲ့လေတွေတိုက်ခိုက်လာတာဖြစ်ပါတယ်။ဆူဆွတ်ဆိုင်စင်လေပြင်းကတော့မိုးရေဆက်တွေမှာ မိုးရိပ်ဆက်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ထုထယ်တွေပါနေတဲ့အတွက်ပိုပြီးပြင်းထန်တဲ့ပြက်စီမှုတွေဖြစ်နိုင်ပါတယ်။၆သွင်းနဲ့ဆူဆူစိုက်စင်လေးပြင်းမျိုးအပြင်မိုးရိပ်ချိန်ပြီးမိုးတချုံရွာသွန်းလိုက်တာကြောင့်မိုးကျိုးမုတ်တိုင်းဖြစ်နိုင်တယ်ဆိုတာတွေ့ရပါတယ်ဆိုပြီးဦးဝင်းနိုင်ကသူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာပြောဆိုထားပါတယ် မိုးရွာသွန်းမဲ့ရက်သက်သက်ပတ်အတွင်းအခြေအနေတွေဟာလည်းမိုးလွဲပိုင်းနဲ့ညနေပိုင်းတွေမှာ မုတ်တုံဝင်ရောက်တာနဲ့အတူလေပြင်းတိုက်ခိုက်တာမိုးတိမ်တောင်ကြီးတွေဖြစ်ပေါ်တတ်တာ နေရာကွက်ပြီးမိုးကြီးတာမိုးတီးကြွေကြတာလျက်စီလက်တာ လေစင်နမောင်းတိုက်ခိုက်တာနဲ့မိုးကြိုပြစ်တာတွေဖြစ်ပေါ်နေတာကြောင့်ခရုဆိုင်သတိပြုသင့်တယ်လို့အန်ယူဂျီကတိုက်တွန်းထားပါတယ်။ ခစ်တန်ဖန်ရဲ့လူငယ်အစီအစဉ်ကနေပြီးပြလဲကျူဆူလိုက်ပါရယ်အပတ်စဉ်အင်ကာနေ့မှာထုတ်လွှင့်တင်ဆက်ပေးနေတဲ့လူငယ်အစီအစဉ်ကနေဒီနေ့မှာတော့စစ်တပ်အနာသိမ်းယူပြီးတဲ့နောက်ပိုင်းပြည်ပနိုင်ငံမှာတွားရောက်အလလောက်ကိုင်းနေကြတဲ့ဂရင်းနီလူငယ်တချို့ရဲ့သူတို့ကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေအခက်အခဲတွေနဲ့ပတ်သက်လို့ဆက်သွယ်မေးမြန်းထားတာကိုထုတ်လွှင့်ပေးသွားပါမယ် 2023ခုနှစ်စစ်တပ်အာဏာသိမ်းယူပြီးတဲ့နောက်ဂရင်းနီပြည်ကလူငယ်အများစုဟာအလောက်အကန့်အခွင့်အလမ်းတွေအားလုံးနှိပါဆုံးရှုံးခဲ့ရပါတယ်။လူငယ်တချို့ကတော့သူတို့ရဲ့အိမ်မက်တွေကိုဆွလွန်ပြီးအာဏာရှင်စနစ်ကိုသွန်းလှန်ဖို့တော်လှန်ရေးနယ်ပယ်ထဲကိုခြေစုံပြစ်ပါဝင်ကြတာရှိတယ်လို့တချို့ကလည်းစမ်းသဝါဝါနဲ့အချိန်တွေကိုကုံဆုံးနေကြပါတယ်။မိသားစုဝမ်းရည်အတွက်ကောင်းမွန်တဲ့အလောက်အကန့်အခွင့်အလမ်းရရှိဖို့အတွက် ဒါတွေအပြင်နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုစစ်ရေးအချက်အသေးတွေကြောင့်လည်းအဒီရဲ့ကင်းတဲ့နေရာတွေကိုရှာဖွေရင်းနဲ့ပြင်ပနိုင်ငံကိုထွက်ခွာပြီးအလတ်လောက်ကိုင်းတဲ့သူတွေကများလာပါတယ်။ကုမွေရမြေမဟုတ်တဲ့တိုင်းတပါးမှာတွားရောက်အလတ်လောက်ကိုင်းတဲ့အခါဂရီနီကလူငယ်တွေအနေနဲ့သူတို့ဘလို့အခက်အခဲစိတ်ခုံမှုတွေကိုရင်ဆိုင်ကြုံတွေ့ခဲ့ရလဲဆိုတာနဲ့ပတ်သက်ပြီးသူတို့ရဲ့ရင်ဖွေစကားတန်တွေကိုအခုလိုပဲစူးစီးတင်ဆက်ပေးလိုက်ရပါတယ်။ ညီမိုးဟာဒူဘိုင်းမြို့မှာအိမ်အကူတယောက်အနေနဲ့အလလောက်ကိုင်းနေတဲ့သူပါပြည်ပနိုင်ငံမှာအလလောက်ကိုင်းတဲ့အခါမှာဝင်းငွေအတွက်ကိုရဲ့ကိုပိုင်လွတ်လပ်မှုတွေကိုဆုံးရှုံးရသလိုအိမ်အကူတယောက်အနေနဲ့အလလောက်ရတာက ကိုရဲ့လွတ်လပ်မှုဟာအိမ်ရှင်ပေါ်မှာပဲမူတည်တဲ့ဘဝတစ်ခုဖြစ်လာတယ်လို့သူမကပြောပြလာပါတယ်ညီမိုးပြောပြတဲ့သူ့ရဲ့ရင်ဖွင့်စကားအတန်ကိုအခုလိုပဲကြားကြရမှာပါ ကျွတ်နေရတာတွေတော့အများကြီးပေါ့နော်ဘာလို့လဲဆိုတော့အမိမြေမှာနေခဲ့တဲ့အချိန်ဆိုရင် ကိုပိုင်အချိန်ကိုပိုင်လွတ်လပ်မှုတွေပိုင်ဆိုင်ခက်ချသူတွေကြီးပါပဲဒါပေမဲ့နိုင်ငံရေးမကောင်းတော့ဒီများနိုင်ငံတွေကို အလတ်လောက်ဖို့တက်ကတော့ကြတယ်ဒီများနိုင်ငံလည်းရောက်ရော ကိုပိုင်အချိန်ကိုပိုင်လွတ်လပ်မှုတွေရောက်စားခံလိုက်ရတဲ့ဘဝမျိုးဖြစ်သွားတာပေါ့နော်အတချို့ကျတော့အရှိကောင်းတဲ့တွေ့တဲ့သူတွေရှိသလို ိတ်ရှင်မကောင်းတဲ့သူတွေနဲ့တွေ့တဲ့သူတွေလည်းအများကြီးပေါ့နော်ဒါပေမဲ့သူများနိုင်ငံရောက်ပြီဆိုတော့လွယ်လွယ်နဲ့ပြန်လာလို့မရသလိုသူတို့ချိတ်ချတာကိုခင်ရတဲ့သူတွေလည်းအများကြီးပေါ့ခုဆေးတဲ့ကတော့ထိုင်းနိုင်ငံကဆောင်းလုပ်ယူတခုမှအလလောက်ကိုင်းနေသူပါသူကတော့ထိုင်းနိုင်ငံကိုစရောက်တဲ့ရက်မှာကတည်းက အလုံးနဲ့ပတ်သက်လို့သဘောတူထားတဲ့နေစာခါထက်ရော့ပြီးပူရော့တဲ့လာစာကိုရယူဖို့သဘောတူခဲ့ရတယ်လို့လုပ်ငန်းခွင်မှာဘာသာစကားနားမလည်တဲ့အတွက်စူတာဆဲတာတွေကိုခံခဲ့ရတယ်လို့ပြောပြပါတယ်တိုင်းတပားမှာအလုတ်သွားလုတ်တဲ့အခါမှာနေထိုင်ရတဲ့ဘဝကကုဆန္နာနဲ့ကိုမဟုတ်တလို့ခူးဆေးတယ်တူချုံတွေးခဲရတဲ့အစင်မပြေမှုတွေကိုလည်းအခုလိုပဲပြောပြထားပါဗျ။အဲ့နိုင်ငံမှာ ်ဆက်ဆက်ရရှိတော့မှပြင်ပြခံရတော့ဘောနော်တို့တို့မြန်မာနိုင်ငံမှာကလေးဆက်ဆက်ရှောက်ထားတာနေစာတရေကိုတော့တုံးဆက်ခံပန်းနဲ့ရှောက်ထားဘောနော်အာဒီတိုင်းနိုင်ငံရောက်ရှိကြတော့ဘလို့ပြောလဲဆိုနေစာခါတဲ့တရေကိုတော့နဆယ်ပဲပြီးမယ်မလုံးနိုင်ပြန်အဲ့လိုမျိုးပြောတော့ဘောနော်ကြရောဒါလည်းတော်ယူမှုတော်ခံမှုမရှိဘူးပေါ့ပရမတ်ဆိုအလုံးမစင်ရတွေက ထိုင်းနိုင်ငံဆိုင်ရောက်ရဲ့ရက်မှာပဲစီဝီခေါ်ပြီးဒီလိုမျိုးပြောတော့ပေါ့နော်အဲမလုံနိုင်ဘူးပြောရဲမရတော့ပြက်လဲမယ်ဆိုရဲလက်ဖို့လမ်းလည်းမရှိတော့ဘူးရောက်နေပြီလေဆိုပြီးတော့အတင်းပြီးတော့နေရတာပဲခက်ခဲရတော့အများကြီးရှိရဲအဲဒီနိုင်ငံကိုခမရောက်ဖို့ရဆိုတော့မလုံမလုံလဲကိုမလုံဘူးလေလုံနေဒီလူစကားနားမလဲတာတွေ ဆဲတော့ဆူတော့ဆူတော့အော်တော့ငောက်တာဒီရစကတော့ခံရတော့ဘူးလည်းပြပြောလို့လည်းမရအဲဒီလူပြောတော့ခံနေရတယ်ဒီလူစကားနဲ့နားမလဲဘာပြပြောလို့ပြောမယ်မသိဘူးအဲ့လိုမျိုးဖြစ်အောင်တော့မနေ့ဆိုလဲဆိုထားရတယ်လေးနိုင်လောက်ကလေးထားတမင်းနဲ့ထားချက်ငါးနိုင်ဆက်ငါလို့သူကထွက်ပြီးအဲ့လိုမျိုးလှုပ်တဲ့တော့ကားလောက်စောင့်နေပြီးလုံတော့ကြိုက်ကားတော့ကြားဆိုမလို့စင်လို့မရတော့ဘူး အဲ့လိုမျိုးရှိရမှာဆက်ရောက်ရှေ့တော့ဒါပြပန်းတယ်လောက်ကြောက်လည်းနားမလဲဘူးဆိုတော့ဒီညာဆိုလဲခွန်နိုင်ရှင်းနိုင်အချိန်လုံးမပြေရအဆောင်ပြေရောရေးပြရှူးရေးရမလားလူတွေကညာအဲ့လိုမျိုးကတော့ဒီပြောမှဆိုနေထိုင်ရစားကတော့စင်ပြေဘူးကတော့အဲ့မဲ့အခုတော့နည်းတက်တာပါပြီပြီးတော့ဒီခုရှိရဒီလက်စာမထွက်တာပေါ့နော် က်ဆာမရှင်းပြီးတော့နလားသုံးလားလောက်ရှိရဲ့အနှခါလားမသိဘူးရှိရဲ့တော်တော်ဒုက္ခရောက်ခဲ့ရတဲ့အချိန်တွေသဝနီတွေပစံရှိဦးတငယ်ရှင်းတာမှုရှိသည်ရှိရဲ့ရေလောက်ရပစံထွက်မဲ့ထွက်မဲ့တူပြီးတော့မထွက်ဖြူပဲစာရပြရတယ်ဘညာလက်မှတ်ထိုးခဲ့တဲ့အဲဒီမျိုးတွေဘလို့ရှိရပါအဆိုးဆိုးတော့ဒီ အေးလာဆောင်မထွက်တော့ပဲလာဆောင်မထွက်ဒီဘာမှလုပ်လို့မရဒီမြန်နိုင်ငံမှာရှိစားလို့လည်းမရဒီဘယ်လိုခါမရှင်းပြဘူးဆိုတော့တော်တော်လေးစဉ်းစားပြီးဘူးဟဲ့ရှိတော့ဘာလို့နည်းစပြေလာဆောင်တော့ပုံထပ်ပြီးဘူးနော်စင်ကာပူနိုင်ငံမှာအိမ်အကူအဖြစ် အလုပ်လုပ်ကိုင်းနေတဲ့ဘိုးမြကတော့ ပြည်ပမှာအလလောက်ကိုင်းတဲ့အခါမှာအလောက်အကိုင်းရှာဖွေပေးတဲ့အင်ဂျယ်စီတွေကအေဂျင့်ခချက်ချင်းလည်းညင်တောင်းတာအင်ဂျစ်ခတွေများတာငွေလေလေသွားတာစတာတွေကိုကြုံတွေ့ရတယ်လို့ပြောပြလာပါတယ်။ဒါတွေအပြင်ဘာသာစကားအခက်အခဲတွေကြောင့်လည်းသူမအနေနဲ့ကြုံတွေ့ရတဲ့အခက်အခဲစိတ်ခေါ်မှုတွေကိုလည်းအခုလိုပဲရင်ဖွင့်ပြောပြလာပါတယ်။ 那西这个朋友，第二六年第二年就表面出了。第一节课，第一节课呢，你把老师讲的步骤也比如，呃，天天没有讲，没打事故，可以来考，没打事故来，你别等他，没没有来，你别等他，对不咯？然后西的，第一节课把路表来说，路表上的考嘛，都错都错了，多容易考。第二，也老难，以前比明年，哇，对，讲的也老难，老老老老西的。 ဒါပေမဲ့ဒီအလုပ်တွေလျှောက်တဲ့အခါကျရင်အရင်အင်ဂျင်ကားတွေအရင်မြပါတယ်ပေါ့နော်အင်ဂျင်ကားတွေအရင်မြပါတယ်လက်ငင်ပေးရတဲ့အတွက်ဟောအဲ့ဒါကအရင်အတီမာတွေပြဿနာတစ်ခုတွေထဲရတစ်ခုပဲဘာလို့လဲဆိုတော့ကိုရီးယားမရှိလို့အဒီအလုပ်လျှောက်ပါတယ် 没得打楼梯啊，如果要上班的，所以呢，啊以前呢，避避密密吸烟的，对种的避避密吸烟验的的，以前看的家工人对啊，对我是不明我都瞧都瞧了多的说，伢的啊，老在上面看，一一千米八米米多爱的路基，反正，比如，第一这的雷雷木，我这就是啊，比较雷开啦，路啊里面的西巴的。 ဒါတော့ခုနော်ပြီးပါဒစကာကတချို့တချို့တော့သူတွေကပါဒစကာခက်ခဲပါတယ်ဘာလို့လဲဆိုတော့ဒီတို့ရဲ့သုံးနှုန်းတဲ့ပါဒစကာကကိုယ်ရေမိခင်ပါဒစကာမဟုတ်တော့ပြီးတော့ဘူးနာဝမဟုတ်တဲ့အတွက်အဲဒါနဲ့အတိတ်ကပြဿနာတော့ပြပြလုံငန်းအလုံငန်းတွေထွက်ပါဒီပါဒစကာမကြွချင်တဲ့ပုံမှာကတော့ကစားနေရအများရပါတယ်ဘာလို့မဆင်မှာကတော့ဂျပန်နိုင်ငံမှာတွားရောက်အလုပ်လုပ်ကိုင်းနေတဲ့သူတွေဦးပါ ပြည်ပနိုင်ငံမှာအလလောက်ကိုင်းတဲ့အခါမှာဘာသာစကားအခက်အခဲကြုံရသလိုပဋိပက္ခဖြစ်ပွားတဲ့ဒေသမှာနေထိုင်နေရတဲ့သူ့ရဲ့မိသားစုဝေးတွေအတွက်စိုးရိမ်ပူပန်နေရတယ်လို့မတ်စင်မာကပြောပြပါဗျ။သူ့ရဲ့စကားတန်ကိုလည်းအခုလိုပဲဖော်ပြပေးလိုက်ပါတယ်ရှင်။ဒီနိုင်ငံကိုရောက်လာတဲ့အချိန်မှာအရေးဆုံးခက်ခဲတာကပါရစကားပါ။မိပါဆွေမျိုးတွေလည်းမရှိပြီးတော့မိသားစုကိုခြံခဲ့ရတော့ပူပါရတဲ့စိတ်ကလည်းရှိသေးတယ်။ ငွေရေးကြေးရေးအစခက်ခဲတယ်။ဒါပေမဲ့ဒီအခက်ခဲတွေကြားထဲမှာကျမဘဝကိုကျမပြန်တည်ဆောက်ရမယ်ဆိုတဲ့စိတ်နဲ့အားတည်ထားရတယ်။ကိုပြည်နယ်မှာရှိတဲ့ကိုမိသားစုဇီဘွားရေးကိုအိုးကိုအိမ်တွေအကုန်လုံးကပြည့်စည်သွားတာဆိုတော့လေစိတ်ဓာတ်ကိုမကြရဘူး။စိတ်ဓာတ်ချက်ပြီးမမမလုံနိုင်ရင်ကို့မှာပြက်လက်စရာလာလည်းမရှိဘူး။ဂရီနီပြေကန့်နေထွက်ခွာလာတာအခုဆိုနနေ့တော့ရှိပြီ။ စားထွက်လာကြတဲ့ကတယောက်တည်းနေလာတယ်ဆိုတော့အခက်ခဲတွေနဲ့နေသားကျနေပါပြီဒီထက်ပိုပြီးတာမအောင်ကြိုးစားနေပါတယ်ခုပြားရက်ကတော့အမေရိကန်နိုင်ငံကစက်ရုံတစ်ခုမှအလလုံနေပြီးသူရောက်ရှိသွားတဲ့အစောပိုင်းအချိန်တော့ကဘာသာစကားရာတီဥထု အစားအသောက်အခက်အခဲတွေကြောင့်စိတ်ဓာတ်ကျတာမိသားစုကိုလွမ်းလာတဲ့အားငယ်မှုတွေကိုကြုံခဲ့ရတယ်လို့ပြောပြပါဗျ။ဒါပေမဲ့သူကြုံတွေ့ရတဲ့အခက်အခဲတွေကိုကြော်ပြနိုင်ဖို့စိတ်ဓာတ်မကျဖို့အတွက်သူကိုယ်တိုင်ဘလို့ကုစားခဲ့တယ်လဲဆိုတာတွေကိုလည်းအခုလိုပဲပြောပြထားပါဗျ။တွေ့ကြုံရတဲ့ကြုံတွေ့ရတဲ့အော်စိတ်ခေါ်မှုတွေကအများကြီးရှိတယ်အထက်မှာကတော့ပြောတယ်ကျွန်တော်ပထမဆုံးကိုပြောတာပါရာစကားပေါ့နော်။အဲအဲ့ဒါလေးပါရာစကားခဲခဲလေးကြောင့် ကိုလိုချင်တဲ့နေရာကိုရချင်တဲ့နေရာကိုမရခဲ့ဘူးတော့မရတော့ကျွန်တော်လည်းအောက်ချက်လောက်ပဲလောက်နေရတဲ့နေသားပေါ့ဆိုတော့အဲ့ဒီခါမှဘလို့လေဘလို့ချင်းဖွင့်ချင်းဘလို့ပြောချင်းလဲဆိုတော့ဒါတွေဘလို့ခံစားရလဲဆိုတော့စိတ်ဓာတ်တွေကြားတဲ့ကိုကိုကိုအောင်မလို့အမရဖြစ်တယ်ပြီးတော့အဲ့ဒါတွေကိုလည်းမဲအဲ့ဒါတွေကိုကျွန်တော်အခုမှ 三亚那边的那那那那那部那家，泰国那边的对咱们路，哦，咱们马来西亚白开水的，哦，叫朱砂白开水的，那苏罗咱们呢，咱们这边的布，四十年的，哦，四十年的布呢，咱们这边的路，咱们这边的比如嘛，那伊沙迪查查哩啦，我们苏罗，布山油尼塔库，古雷印尼央嘛，布诺苏罗，新加坡的茶铺，哦，幺零二嘛，那内生朱砂泡椒尼，布布卢卢的布诺，哎，比如，那咱泰国布库格，咱们罗沙迪乌土布诺，那家。 အတီးတီးရောက်နေကြလူတွေကတခုနှစ်ခုရာသီကိုသူကမတူလင်းတော့အခုကျွန်တော်လည်းရှိရောက်နေတဲ့နိုင်ငံကကျွန်တော်ရာသီတို့ရန်ကြတယ်ဘယ်လိုကြတယ်ဆိုရန်အေးတော့ဘောနော်ဟောတစ်ခါမှဘဝမှမမြင်ဘူးခဲ့တဲ့နေနေဘောနော်နေနေကြတာတွေမြင်ခဲ့ပြီးမြင်ရတယ်အေးကတော့ကြုံခဲကြုံကြုံတွေ့ခါစားခဲ့ဖူးတယ်မှအယူသည်သည်စိတ်ရောအေးချမ်းတော့ဝင်နေနေကြတယ်မှာနေနေရတဲ့ feel မျိုးတစ်ခါမှမကြုံခဲ့ဘူးဘောနော်အဲ့လိုမျိုးတွေကလည်းကျွန်တော်တို့အတွက်စိတ်ခေါ်မှုကြီးတစ်ခုပဲဘောနော်အရာတူတူနဲ့အသာကြောက်ဖို့ဘောနော်ညီယူရတဲ့နေသားရှိတယ်ဘောနော် 哎，看嘛，刚刚你把讲偏了，如，现在是江苏的，如，现在湖南呀，那些空都苦呗啵。比如，西湖，那像那了，阿三三，阿三三，还叫了，都你来家嘛咖哩，阿米阿皮，都如个，吃面的，那了米家屋里，米三屋里，那都如啊，叫了米家伊家了，米哦，吃面的，咸的呢，米三了，包，都如三阿咸包咖，都披萨，都，阿了米包，咱都里么弄，阿了米三阿叫了，阿点三三米米嘞，叫了。 မသားကြအောင်မနဲ့အဲ့လည်းညီယူရတဲ့နေသားလေးရှိတယ်ပေါ့နော်အဲ့အဲ့လည်းစိတ်ခေါမှုကြီးတဲ့ဖြစ်ခဲ့ရတယ်ပေါ့ဒါပေကောတော့တနည်းကျော်ကြာခဲ့ပြီဆိုတော့နည်းနည်းမပါတော့သူနဲ့လိုက်ရောညီထွေတော့ဖြစ်တော့ပါပြီအစစအရကျွန်တော်ဆိုရင်ခဏပြောလို့ဘာရစကားတို့ဒီလိုပြီးရတူတူနေတာတို့အဲပြီးနောက်ထပ်အစာစားတွေအစာတောက်တွေပေါ့နော်အဲနဲ့အရန်စိတ်ခေါမှုကြီးဖြစ်ခဲ့တယ်ပေါ့ကိုတွေ့ပေါ့နော်အဲ့တော့ရုပ်ဖွင့်ကျွန်တော်ကဒီလိုစိတ်ဓာတ်ကြတဲ့နိုင်ငံချောင်းမှာဆိုရင်မိဝေဖဝေ 呃，过去那点那五幺的，就他妈哪里说些谁在家里，啊，比如半夜的，罗一批的，比如考试完了，哎，乱家的，罗，呃，罗，有的，你看那兄弟一样的，他那时候一提学习就哭的不要命，啊，我今天不学了，我明天去学习去的，罗，所以他们罗那把皮皮的，罗，哦。 အဲ့မျိုးဖြစ်နေစဉ် YouTube မှာရှာပြီးတော့မှဘယ်လိုမျိုးလဲဒီကနီလာဘယ်လိုကြော်လောက်မှာလဲဘယ်လိုပြောနေအောင်လဲစိတ်တော့ဘယ်လိုမျိုးဖြစ်အောင်တတ်မလဲဆိုရင် YouTube မှာနားထောင်တဲ့စာတွေပြပြီးနဲ့လက်ပြပြဖတ်နေပြီးတော့အခုကိုကိုစိတ်ကိုပြန်ပြီးတော့ကုစားရတဲ့အနေထားတွေရှိခဲ့တော့ဗောနော်ဒီတပတ်ရလူငယ်စီစဉ်မှာတော့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းပြည်ပနိုင်ငံမှာတွားရောက်အလက်လောက်ကိုင်းနေကြတဲ့ခရီးနီလူငယ်တချို့ရဲ့သူတို့ကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေ အခက်အခဲတွေနဲ့ပတ်သက်လို့ဆက်သွယ်မေးမြန်းထားတာကိုထုတ်လွှင့်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ပတ်ရဲ့လူငယ်အစီအစဉ်မှာကဘလို့အကြောင်းအရာတွေကိုထုတ်လွှင့်တင်ဆက်ပေးအောင်မလဲဆိုတာ KTN Fan နာဆင်သူတွေစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။ ရင်းနီပြည်တွင်းကဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုမျှဝေခြင်းသာတောင်းဆိုခြင်းသာပြောင်းလဲစေလိုတာတွေနဲ့ပြည်သူတွေနေ့စဉ်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပြန်လည်မျှဝေပြောပြပေးခြင်းနဲ့ဆိုရင်ကနယောက်ဒီထိုင်းရဲ့လူထုစာလွှာအစီအစဉ်မှာ ပေးပို့စာကနေတဆင့်ပါဝင်နိုင်ပါတယ်။တင်းရဲ့ပေးပို့စာကိုကနယောက်ဒီထိုင်းရဲ့ Facebook Messenger ကပဲဖြစ်စေ ktfmbamis@gmail.com ကို စာရေးသားပေးပို့တာဖြစ်စေပြုလုပ်နိုင်ပါတယ်။ signal ဒါမှမဟုတ် telegram ကနေတဆင့်ရေးသားပြဖို့ချင်တယ်ဆိုရတော့အပေါင်း6685881နှစ်1ကိုရေးသားပြဖို့နိုင်ပါတယ်ခင်ဗျာ လူထုတွေပြဖို့လာတဲ့စာလွှာတွေကိုပြန်လည်ဖတ်ကြားပေးမှာဖြစ်ပြီးတော့တက်ဆိုင်ရာတွေဘက်ကနေပြန်လည်ဖြည့်ကြားချင်တယ်ဆိုရင်လူထုစာလွှာအစီအစဉ်ကနေတဆင့်ပြန်လည်ပြဖို့ဖြည့်ကြားနိုင်ပါတယ်ခင်ဗျာ မေလ12ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာသူနာပြုများနေ့ဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းယူပြီးတဲ့နောက် CDM ပြုလုပ်ထားတဲ့ Greeny ပြည်ကသူနာပြုဆရာဆရာမတွေဟာပြည်သူတွေနဲ့အတူခက်ခဲတွေကြားမှာရပ်တည်လာတာအခုဆိုရင်၄နှစ်ကျော်ကာလဝန်းကျင်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။သူနာပြုတွေဟာလူမှုအတိုင်းအဝိုင်းအတွက်အရေးပါတဲ့ဂျမရေးစောင့်ရှောက်မှုဝန်ဆောင်မှုလုပ်ငန်းကိုလှုပ်ဆောင်ပေးနေကြတာပါအပြည်ပြည်ဆိုင်ရာသူနာပြုများနဲ့အထိမ့်မှတ်အဖြစ် ဂရင်းနီပြည်ကတော်လန်ရင်နေမြေမှာတာဝန်ထမ်းဆောင်နေကြတဲ့ CDM တူနာပြုဆရာဆရာမတွေရဲ့စကားတန်ကိုအခုလိုပဲကြားကြရမှာပါကန်ဒရော့ဝတီတိုင်းတင်ထောက်ဂေဒူက အခုလိုပဲစုစည်းပေးပို့ထားပါတယ်စစ်ပွဲကြမှာတူနာပြုလုပ်ငန်းနဲ့ဆက်ဆိုင်တာတွေလောက်ဆောင်နေရတာကိုယူတယ်လို့ရှစ်ဆက်ပြီးလေလူထုကျမ်းမာရေးလုပ်ငန်းတွေမှာတက်ကြွစွာပါဝင်နေအောင်ပါ ဖလော်ရီနိုက်တက်ဂေးရဲ့မိအိမ်ဆက်ထိုးလေးနိုင်ဖို့သစ္စာတိုက်ထံပြူပါတယ်ဒီနေ့ချိန်ကြီးအတူတူကတော့လည်းမာရတီပြကြတဲ့ CDM လောက်ကြတဲ့လောက်ပေါ်ကိုင်ဖက်အကုန်လုံးမနော် CDM ဂျမိုင်းဆရာဆမအကုန်လုံးကိုထူပဲကျေးဇူးတင်တယ်ပေါ့နော်အဲဆိုတော့အတူတူရရတီကြလို့လေဒီနေ့ချိန်ကြီးလေတစ်ဖက်တစ်လမ်းမှာကြည့်သူတွေအတွက်အဝင်ပြီးတော့ ခုနေထမ်းပူပေးကြတယ်အခက်ခဲအများကြီးတွေထဲမှာမှအတူတကွာအခက်ခဲကနေအဲရောက်ကြပြီးတော့ဘသူအတွက်ကိုတက်နိုင်တဲ့များတတောက်တနေရာမှာပါဝင်ကြတဲ့အတွက်သူတို့အကုန်လုံးလည်းကျေးဇူးတင်တယ်အញ្ញလည်းချစ်တယ်အញ្ញလည်းလေးစားတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဒီအဲပြည်သူတွေအတွက်ကဒီ nurse တွေဆိုလို့ဆိုတာက အရှိမဖြစ်လို့အပ်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်အဲသူတို့တွေကလည်းအကောလောကမိခင်တွေဖြစ်နေကြတဲ့အတွက်ကြောင့်မို့လို့အကိုရဲ့ဝါသနာပါရာကိုရဲ့မိခင်စိတ်နဲ့ပြည်သူတွေပေါ်မှာအစိတ်ဒီလိုမျိုးစိတ်လေးထားပြကြလို့လည်းယခုချိန်ထိသူတို့ရဲ့တည်ပေးတဲ့အတွက်လည်းအရင်လည်းကောင်းယူပါတယ်လို့အပြုရှင်ရှိစက်တတ်တာမှာလည်းအဒီထဲမှာက နော်ကျမတို့အကုန်လုံးသူတကွာတော်လိုက်ရင်မှာကိုတက်နိုင်တဲ့နေရာတဲ့နေအကောင်းဆုံးသူတကွာဆက်လက်ပြီးတော့ရောက်ကြပါစို့ဘောနော်အဲကျမလည်းဒီအဲစတီယံလောက်ထားတဲ့အဲကျမရေးကိုထမ်းထပ်ဖို့ပါဘောနော်အဲကျမလည်းတော်လိုက်ရေးမှာတတော်တနေရာမှာပါဝင်စက္ကန့်နေတလို့ပဲတက်ရှိနေသေးတဲ့တော်လိုက်ရေးမှာပါဝင်ကြတဲ့အဲကျမရေး nurse day မျိုးဝိုင်းတွေအကုန်လုံးကိုလည်းအဲသူတကွာဆက်လက်ပြီးတော့ရုံကန်ချဖို့ဆက်လက်ပြီးတော့မိတ္တရခံရင်းနဲ့သူတို့အတွက်လည်းဆက်လက်ပြီးတော့ကောင်းယူရင်းနဲ့ကျေးဇူးတင်တယ်ပေါ့နော်ပြောချင်တာကတော့ဒီအခက်ခဲတွေကြားရဲကမြေပြင်မှာစံမရီဆောက်ရှောက်မှုတွေပေးနေတဲ့ဒူနာပြူဆစ်ဆံမတွေကြောက်သူကြောက်သားတွေကိုဂူပြူအပ်ပါတယ်ပေါ့မြေပြင်မှာခြေရစိခါရဲကိုကိုစိချစ်ဆရှင်နေ သူတို့ရဲ့လိုအပ်ချင်းတတ်နိုင်တလောက်ပစ္စည်းပြည့်စုံတယ်။နတ်တရားဖြစ်ရတာကိုယူပါတယ်။ဒီနေ့ခြားရတဲ့ International Nest Day မှာတော်လာရေးဆောင်ခတာရောပြည်သူလူထုအတွက်ဆက်လက်အကျိုးပြုနိုင်ကြဖို့ရကျွန်မအနေနဲ့ပြောချင်ပါတယ်။ မေလ12ရက်နေ့မှာကြာရောက်တဲ့အပြည့်ပြည့်ဆိုင်ရာသူနာပြုများနေ့အထိမ်းအမှန်ဂရင်းနီပြည်ကတော်လန်ရင်းနေမြေမှာတာဝန်ထမ်းဆောင်နေကြတဲ့ CDM သူနာပြုဆရာဆရာမတို့ရဲ့စကားသံတွေကိုနားဆင်ခဲ့ကြရတာပဲဖြစ်ပါတယ်။ KTN FM မြန်မာဘာသာထုတ်လွှင့်မှုအစီအစဉ်တွေကိုထုတ်လွှင့်ပေးခဲ့တာပါ KTN FM ကိုနားဆင်ခဲ့ကြတဲ့တူးချင်းစီကိုကျေးဇူးတင်ပါတယ်နားဆင်ခဲ့ကြတဲ့သူတွေနဲ့ Greeny ပြည်သူပြည်သားများအားလုံးကျန်းမာပြီးကင်းကြပါစေရှင်ကျမမောင်ညာမှာပါ